မင်္ဂလာပါဖော်ဘော review channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါတယ်ဒါဒီနေ့ဗီဒီယိုမှာတော့ဒါလာမယ့်ဇွန်လ9ရက်နေ့ဘိုလိုဝူးနေ့ညတနင်္ဂနွေပွဲမှာကစားမယ့် UEFA Nation League semi final ပွဲစဉ်2ပွဲလေးကနေပြီးတော့မှတပွဲကိုကြိုပြီးတော့သုံးသပ်ပေးမှာဖြစ်တယ်ဗောနော အဲ့တော့အဲ့ဒီပွဲစဉ်ကတော့ဒီဂျာမနီနဲ့ပေါ်တူဂီတို့ရဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်ဒါဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးမှာဖြစ်တယ်ပေါ့နော်ပြီးတော့ဒီတခြားထိပ်တန်းနေ့ပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေတစ်တွေကိုသိချင်တယ်ဆိုလို့ရှိရင်လည်းဒီကျွန်တော်ရဲ့ဗီဒီယိုရဲ့အောက်မှာဒါကျွန်တော်ရဲ့ Telegram Channel link ကို ချပေးတယ်ပေါ့နော် Telegram Channel မှာဆိုလို့ရှိရင်တခြားသောပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေတစ်တွေကိုသင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဝင်ပြီးတော့ join ထားလို့ရတယ်ပေါ့နော် Telegram Channel link ကိုကျွန်တော်ရဲ့ဗီဒီယိုအောက်က comment မှာ pin comment အနေနဲ့ထားပေးထားရပေါ့နော် LOB ဒါဂျာမနီနဲ့ပေါ်တူဂီပေါ့နော်အဲပွဲစဉ်ရဲ့ဒါလက်ရှိပေါက်ကြီးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့ဂျာမနီကတရေချရင်ပြတရရှုံမယ်ပြီးတော့ဂိုးပေါင်းနေတယ်ဆိုလို့ရှင်၃ဂိုးသွင်းပြန်လာစေရမယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်က UEFA Nation League ပြိုင်ပွဲရဲ့ semi-final နဲ့တပွဲဖြစ်ပြီးတော့နိုင်တဲ့အသင်းကဒါဘူလူဝက်စီကိုတက်လန်းနိုင်မှာဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်ကိုတော့ဒါဂျာမနီနိုင်ငံက Allianz Arena ဆိုတော့ဘိုင်ယန်ရဲ့ခွင်မှာဒါကစားကြမှာဖြစ်တယ်ပေါ့နော်ဂျာမနီက UEFA Nation League မှာဆိုလို့ရှင်သူတစ်ချိန်မှာ ပိုးဆွဲထားဘူးခြင်းမရှိဘူးဒီတစ်ဖက်ကပေါ်တူဂီကတော့ Nation League မှာဆိုလို့ရှင်သူတစ်ချိန်ပိုးဆွဲထားဘူးပဲဗောနော်ပြီးတော့ဂျာမနီကဒါလက်ရှိမှာဆိုလို့ရှင်သူတို့ Nation League ပြိုင်ပွဲကိုအင်ရှင်ဖြစ်ကျင်းပွင့်ရတာဖြစ်တဲ့အတွက်ကြောင့် ဒါတို့အတင်းကပိုဆွဲဖို့ရေပန်းစားဆုံးအတင်းဖြစ်တယ်။ပြီးတော့ပထမဆုံးအကျင့်အဖြစ် nation league မှာပိုဆွဲနိုင်ဖို့လဲဂျာမနီအတင်းအနေနဲ့ပြင်မှတ်ထားလိမ့်လိမ့်မယ်လို့လည်းထင်တယ်ပေါ့နော်။ဒါပေမဲ့လို့ဒီဂျာမနီမှာကလက်ရှိမှာတန်ရာပြဿနာကြီးများနေရပေါ့နော်။ဒီရူဒီကာတို့နီကိုရှလိုတာဘတ်တို့ကဒါပြောမှဆိုလို့ရှိရင်အတင်းနဲ့ join ဖို့သူတို့မှာတန်ရာပြဿနာတချို့ရှိနေလို့ဒါကွင်းလင်မှာဆိုလို့ရှိရင်လည်းမူဆီရယ်လာပြီးတော့ဒါစတုဂတ်ကွင်းလင်သူအန်ဂျယ်လိုစတေလာပေါ့နော်။သူတို့ကလည်းဒီ semi final ပွဲစဉ်အတွက်ဆိုလို့ရှိရင်ပါဝင်ဖို့မတိကြတဲ့ နေထားမှာရှိတယ်ပေါ့နော်ပြီးတော့ဂျာမနီရဲ့တိုက်စစ်ပိုင်းကိုကျွန်တော်အပြင်ကြည့်မယ်ဆိုလို့ရှိရင်လည်းဂိုင်းဟာဘက်နဲ့ဒီဂျာမနီအတွက်ပွဲဥထွက်6ပွဲမှာ၄ခုတိအတွင်းနိုင်ခဲ့တဲ့ကလပ်တိုက်စစ်မှုကလင်းဒီယန်တို့ကပါဝင်နိုင်မှာမဟုတ်ဘူးเนาะပြီးတော့ဒီဂျာမနီကဒါပြောမှာဆိုလို့ရှိရင်ပြီးခဲ့တဲ့မတ်လတော့ဆိုလို့ရှိရင်သူအီတလီနဲ့ UEFA Finishing League Quarter Final ဒုတိယအကြိုကစားခဲ့ရတယ်ဘာလို့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ပထမပိုင်းမှာဂျာမနီက3ခုပြည့်နဲ့ ဥဆောင်ပွဲကိုဥဆောင်ခဲ့ရတယ်ဆိုပေမဲ့လို့ဒုတိယပိုင်းမှာဒီ Italy အတင်းဘက်ကိုသူ၃ဂိုးပြန်ပြီးတော့ခွင့်ပြုပေးခဲ့ရတယ်။ပွဲပြီးမှဆိုလို့ရှိရင်၃ဂိုး၃ဂိုးနဲ့ပွဲပြီးသွားခဲ့တယ်ဗောနော်။ဒါပေမဲ့လို့နှစ်ကျော်ပေါင်းရလက်၅ဂိုး၄ဂိုးနဲ့ဒါဂျာမနီကဒီနေ့ဒီလက်ရှိ semi final ကိုသူတလန်းလာနိုင်ခဲ့တာဖြစ်တယ်ဗောနော်။အဲ့တော့ဒါပြောမယ်ဆိုလို့ရှိရင်တော့ဒီဂျာမနီကသူရဲ့ကွင်းလယ်ပိုင်းကဒီပြီးခဲ့တဲ့ညရာဒီမှာအသင်းရဲ့ ကစားသမားတယောက်ဖြစ်တဲ့တိုနီခရူးပေါ့နော်သူစပြီးတော့အတင်းကနေအနားယူသွားခြင်းအနေစပြီးလက်ရှိအချိန်ဒီဆိုလို့ရှိရင်ဂျာမနီကတော်တော်လေးကိုရုန်းကန်နေရတာကိုတွေ့ရတယ်ပြောမှဆိုလို့ရှိရင်ဂျာမနီတင်းကတိုနီခရူးပေါ့အများကြီးမိကိုခဲ့ရလေလို့ကျွန်တော်မြင်တယ်ပေါ့နော်ဒီတစ်ဖက်ကပေါ်တူဂီကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့နီးပြအဖြစ်လက်ရှိမှာမာတီနာကကင်တွယ်နေရဖြစ်တယ်ပေါ့နော်ဘယ်ဂျီယမ်မာသူ့အနေနဲ့ပုံစံကောင်းနေပြခဲ့တယ်အဲ့တော့ဒီဒီဂျိန်ပေါ်တူဂီမှာလည်းသူ့အနေနဲ့ ပုံစံကောင်းတွေထပ်ပြဖို့သူစူးစမ်းလာမှာဖြစ်တယ်ဗောနော်ဒီပြီးခဲ့တဲ့ယူရိုပပိုင်ဝဲမှာဆိုလို့ရှိရင်တော့ပေါ်တူဂီကကွာတာတိရောက်ခဲ့တယ်ဗောနော်ကွာတာမှာဆိုလို့ရှိရင်သူတို့ပြင်သစ်ကိုမိနစ်90အထိမရှုံးအောင်ကစားနိုင်ခဲ့တယ်ဒါပေမဲ့လို့ပနတီအဆုံးဖြတ်ရောက်မှလာသူဒီပြင်သစ်ကိုရှုံးခဲ့ပြီးတော့ပြိုင်ဝဲကနေထွက်ခဲ့ရဖြစ်တယ်ဗောနော်ပြီးတော့ဒါပေါ်တူဂီရဲ့ကွင်းလယ်ပိုင်းကိုကျွန်တော်ပြန်ကြည့်မှာဆိုလို့ရှိရင်လည်းတော်တော်လေးကိုအားရဖို့ကောင်းတယ်ဗောနော်ဒီလက်လက်တလုံးမှာမှဒါချန်ပီယံလိဂ်ကိုပူပူနေနေရရှိထားတဲ့ဒီဗီတင်ဟာနီဘတ်အဆရှိရဲ့ ကွင်းလေစားကစားသမားတွေကတစ်ဖက်ကဒါချမနီရဲ့ကွင်းလေပိုင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ကော်ရကာနဲ့ပဲကစားသမားပွဲထွက်လာမယ်လို့တော့မသိဘူးဘောနော်အဲ့အတွဲဘက်တစ်ခုကိုပြောမယ်ဆိုလို့ရှိရင်ပေါ်တူဂီရဲ့ကွင်းလေကအကောင်းဆုံးရှင်ကစားနိုင်တယ်ဘောနော်ပြီးတော့ဒါကိုလိုမားနေရာမှာဆိုလို့ရှိရင်လည်းပေါ်တူမားလက်စွမ်းပြနေတဲ့ကိုလိုမားဖြစ်သူ ဒီလိုကို cost တာဘောနသူပေါင်းမှာဖြစ်တယ်ဘောနအဲ့တော့ဒီပွဲမှာတော့ chain ပေါင်း mini 60အတွင်းပေါ်တူဂီဒီဂျာမနီကိုမရှုံးအောင်ကစားနိုင်နေမယ်လို့လည်းကျွန်တော်ထင်တယ်အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်တည်ကြရင်ပြတိယာတီတီရှုံးမယ်ဂျာမနီကိုတော့ကျွန်တော်သဘောမကျဘူးနော်ဒီပွဲမှာကျွန်တော်ပေါ်တူဂီကိုသဘောကျတယ်ဒါ mini 60အတွင်းမှာမရှုံးအောင်ကစားမယ်အချင်းမိုးလေးပနတီရောက်မှဒီဂျာမနီကနိုင်နေနိုင်သွားပေါ့နော်အဲ့တော့ဒါဒီပွဲမှာတော့ mini 60အတွင်းမှာကျွန်တော်ပေါ်တူဂီကိုသဘောကျတယ်ဘောနပေါ်တူဂီအနည်းဆုံးမရှုံးအောင်ကစားနိုင်နေမယ်လို့ကျွန်တော်ထင်တယ်ဘောနအဲ့တော့ဒါဒီနေ့ပွဲစဉ် င်အတွက်ဆိုလို့ရှိရင်တော့ပိုလီအသင်းကိုဒါရွေးချယ်ပေးခြင်းနဲ့ပေါ့အဲ့တော့ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ညီကိုတို့အနေနဲ့လည်းဒါပေးတဲ့အနိုင်ရတော်မလဲဆိုတော့ဒါဒီဗီဒီယိုကကောမန့်မှာဝင်ပြီးတော့မှတ်သွားပြလို့ရရပါတော့